ွေးနိုင်တယ်ပြန်လွတ်တာပါတလောက်48သိန်းလောက်ရှိမှသူတို့ရှိရင်အမေကလှူရှားနေတယ်ဒီခေတ်မှာ48သိန်းပဲသွားရှာမယ်နောက်ကြတော့အိမ်တွေကိုလည်းဖုံးဆယ်ရဲပါဘူးကသတိရလို့ဆက်ပေမဲ့သူကအလူမြန်းခံမှာသူတို့လည်းငရဲကြီးတယ်အမေတို့ဒုက္ခဖြစ်တယ်ဆက်ပါဦး ဒီနှစ်ဖြစ်နေတဲ့ကုံစည်းနှုံးလေဆိုမိတာမယူနိုင်ဘူး။ဒါဆိုအလုံးမအမေအလုံးသမားရောအမေရောဆို20ကျော်ရှိတာဘူး။အခုခေတ်ကသမီးရဲ့ဘဲဥတလုံးတော့850ပေးဆိုင်ရင်ညမနဲ့ဆိုအမေရေဆိုတက်ကိုနှလုံးစီတော့ချက်နှလုံးရောက်တယ်အဲ့ဘဲဦးကြီးပဲ650ကုန်နေပြီဆိုတော့တော့အများကြီးရှိတယ်အမေတို့အလူငွေ70သိန်းပေးအပ်မှာပါအမေကြီးဆိုတာလေဘာပဲဖြစ်ဖြစ်ဒါကိုယ့်ရဲ့တကယ်မိဘတစ်ဖွဲ့ပါပဲဆိုပြီးတော့ဒီနေ့ကို ဟိုအမေတို့ဒေချာဖိတ်ပြီးတော့သူဖြစ်တာပါဓာတုပါတော့ဓာတုပါဒီချိန်ဆိုတာတကယ်လိုအပ်တဲ့ချိန်ပဲလေနောက်အမေတို့ကလည်းပရိုက်တာဆိုပေမဲ့မိအဖွဲကဘယ်မှအလှခံလေးခံတာရှိပါဘူးဒီလိုသားသမီးတွေကတူရင်တော့အမေတို့ဝန်ပန်းတတာပေါ့ဓာတုတွေခေါ်ပြီးတော့အမေတို့လက်သက်ခံယူရမှာပေါ့အမေကိုစားအဖွားကိုစားလူရဲ့အတွက်ကြီးစုတယ်။မမကြီးရဲ့ဖတ်ရအောင်။မင်းရောက်ပါမမကြီးကျမ်းမှာပြည့်စုံပါ ီးတို့ကလေဒါသမီးရဖိတ်လို့သမီးရဒါသူကအလေးထားပြီးတော့အမှုပညာရဲ့ဘာလဲပါလဲပေါ့နောက်ကြအမေတို့လည်းရင်းနှောင်းကအမင်းသမီးကြီးများနေကိုယူရတာပဲလေအိုက်တဲတော့ကြီးသေးလို့တော့တင်နေလို့ယူရတာပြောတာတဘာအနေနဲ့လဲအသက်အနေနဲ့လဲဒါတယုတ္တရာဖိတ်လို့လာတာမိတို့ဒီပွဲမျိုးဖိတ်ပါဘူးသူကအဖိတ်တော့သမီးလေးရဲ့လုပ်ရက်ကိုလည်းသမီးတို့မိတို့ကဂုံလေးပြုတ်ခြင်းနဲ့နောက်အားလေးကြာခြင်းနဲ့ ကြည်လဲကျင်တဲ့ချင်လို့လာတယ်။မန္တလေးမြို့ရဲ့ဒီရွှေဘူးအေဂရီရဲ့တက်တန်းမှာဒါအမေတို့ဖိတ်တာဒုတိယအကြိမ်ပါနော်။ဒုတိယအကြိမ်။အိုးလွန်ခဲ့တဲ့ဆိုင်ခွင့်ကစားတော့တစ်ချိန်အမေတို့ဖိတ်ပြီးတော့အခုလိုပဲအလူတန်းခဲ့သေးတယ်။အခုဒီ73နှစ်ပြည့်ပြန်လုပ်တဲ့အချိန်မှာအခုကိုကိုကလည်းအခုကားတွေပြန်ရိုက်နေပြီဆိုတော့အော်ဒါကိုရဲ့ senior အမေတို့ကိုလဲဒါလူတာတော့အများကြီးလူဖြစ်နေတာပေါ့နော် ပြင်မာလည်းအများကြီးရှောက်လူဖြစ်တဲ့နောက်ဒီကိုလောကမှာလည်းလူဖြစ်တဲ့တော့အမေတို့ကအခောက်တိုင်းမှာကြင်ကြင်နေတာတတိထားပြီးတော့ကဲကိုအမေဒီဆိုတာလေးဘာပဲဖြစ်ဖြစ်ဒါကိုရဲ့တကယ်မိဘတစ်ဖွဲ့ပါပဲဆိုပြီးတော့ဒီနေ့ကိုဟိုအမေတို့ကိုတေးချာဖိတ်ပြီးတော့လူဖြစ်တာပါဒါတို့ပါတော့ဒါတို့ပါဟုတ်ကဲ့ဒီနေ့ကတော့အမေတို့ကိုအလှငွေ၁၀သိန်းပေးအပ်မှာပါ ာလို့သာလို့ပြောပြပါဘူးသူစသိပြပီတိစကားဝင်းသာတာပေါ့သမီးရဲ့ဒီအချိန်စရာတကယ်လိုအပ်တဲ့အချိန်ပဲလေနောက်အမေတို့ကလည်းပရိုက်တာဆိုပေမဲ့မိအဖွဲကဘယ်မှအလှခံလို့ခံတာရှိပါဘူးလူသားသမီးတွေကတူရင်တော့အမေတို့ဝန်ပတ်တပါဘူး။သာဓုတွေခေါ်ပြီးတော့အမေတို့လက်သက်ခံယူရမှာပဲ။အမေတို့ကတော့အမေကအရင်ကတော့ဒီနှစ်တကူးလာကြတော့အမေအကုန်လုံးပြန်လို့ရတယ်။ဘာကြောင့်လဲဆိုတော့ ဒီနှစ်ဖြစ်နေတဲ့ကုံစည်နှုံးနဲ့ဆိုမိတာမရှိနိုင်ဘူး။ဒါဆိုအလုံးမအမေအလုံးသမားရောအမေရောဆို20ကျော်ရှိတာ။အခုခေတ်ကသမီးရဲ့ဘဲဥလုံးတော့850ပေးဆိုင်ရင်ညမနဲ့ဆိုအမေရဲ့ဆိုတာတရားကိုနှလုံးစီတော့ချက်နှလုံးကြောင့်သူရဲ့အဲဘဲဥကြီးပဲ650ကုန်နေပြီဆိုတော့တော့ချက်အများကြီးရှိသေးတယ်အမေမကျွေးနိုင်တယ်ပြန်လွတ်တာပါဒါမှမတလတခါတော့ဆုံရပါလားတလတခါဆုံတဲ့ခါကျတော့သူကြိုက်တဲ့ဟာပေါ့ ဥလူခေါဆွဲချက်စားမလားမွေးငါချက်စားမလားထမင်းစားမလားဒီမှာဓမ္မဆိုင်ဓမ္မဝေကျွေးပြီးတော့ဆွေးနွေးကြရတာပေါ့ဒီအခက်ခဲတွေအလုံးအခက်ခဲနေကြတာနောက်အမိထက်ကလည်းခုနေကရုပ်ရှင်ကနေပြီးတော့ဇတ်ပင်ကတကယ်ပညာရှင်ကြီးတွေလည်းထိမ့်သိမ့်ထားတယ်ဦးစင်အောင်ရဲ့ဘဘဦးစင်အောင်ရဲ့သမီးရနှစ်ယောက်ရှိတယ်နောက်ပြီးကြတော့ဆိုင်ဆရာကြီးဦးစင်ရမြန်ရဲ့သမီးရှိတယ်နောက်လူရှင်တော်ကြီးတွေရဲ့ဇနီးတွေရှိတယ် နောက်ရှီမန်းတင်မောက်ထဲကအရင်တော့ကဥရှီမန်းတင်မောက်ကိုပြကပဲပြက်ဆက်မင်းတယောက်ရှိတယ်။ဒါကြီးကအမေထိမ့်သိမ့်ထားပေါ့။အမေတို့ရုပ်ရှင်တော်မှာကားမရက်ရလို့ဆက်ပြတ်သွားရှားပိုင်းဇာတ်ဝင်တိဆိုတာပေါ့။ခုအမေတို့ကအသက်ရွယ်အားဖြင့်ဗမာလူရှားလို့ရပါဘူး။နောက်ပြီးကြတော့ဒီရုပ်ရှင်ကလည်းအမေတို့အသက်ရွယ်တယ်။ဒီအဖွားတွေဆိုမပါတော့ဘူး။မပါတဲ့အချိန်မှာသမီးကအမေကိုစားအဖွားကိုစား လှူတဲ့အတွက်ကျေးဇူးတင်ပါတယ်။မမမိချင်းဖတ်ရအောင်။ဟုတ်ပါဘူး။ဒီမျိုးကျမ်းမှာဖတ်ရှိပါမယ်။တမီးတို့ဗီဒီယိုခစ်တော့ကတော့ခဏခဏဆင်ကြရတယ်။ဆင်ကြရတယ်။ဘဘဆရာဦးနန္ဒာရဲ့ဒရိုက်တာကြီးမောင်နန္ဒာရဲ့ကားတွေဆိုရင်ဆင်ကြရတယ်။ခဏခဏဆင်ကြရတယ်။ဦးတော်မျိုးလူပေါ်ဝေါ်ပါတယ်လို့ပြော။ကျောင်းနောက်ထပ်ဘဘတစ်ပစ်တယောက်ရှိသေးတယ်။ဆရာကိုအေးကျော်ဆိုတော့သူကတော့ဆုံးသွားပါဆုံးသွားပါပြီဟုတ်ကဲ့အဲ့ဒါတော့ရှောက်ခဏခဏဆုံးနေဒါမှမဟုတ်နောက်ပိုင်းမရိုက်ဖြစ်တော့တဲ့အချိန်မှာတော့တော်တော်ဝေးဝါးတာပေါ့ ဝေဝါရမေပထမဆုံးရှစ်ပိုးရီလေးစောက်ဖွင့်တဲ့အချိန်မှာမိတို့ကိုပြန်ဖိတ်ခဲ့တယ်ဟုတ်ကဲ့ဒါစတုံးဖြစ်ပြည့်အချိန်မှာလည်းဒါနောက်တစ်စိတ်ထပ်ဖြစ်ခဲ့။သူကလုံလေးတဲ့ကြံမှာဟိုဟုတ်ပြေးခဲ့တယ်။အဲဝုခဲ့ရတယ်။ဖေးဝင်နေအမေရှိရဲ့ပစ္စည်းလေးထုခွေရောက်လာ။ကားတော့ရှိတော့ပါဘူး။ကားတော့ကျွန်မတော့အမေကကားကောင်းလေးကိုစီးတယ်။ကားကောင်းနောက်ကျကအာရဖတ်ကလေးကိုပြောင်းတယ်။အာရဖတ်ကအန်စာလုံးခုကြကကရောက်သွားပြီ။ တလောက်48သိန်းလောက်ရှိမှသူတို့ရှိတယ်အမေကလှူရှာနေတယ်။ဒီခေတ်မှာ48သိန်းပဲသွားရှာနေတယ်။နောက်ကျတော့အိမ်တွေကိုလည်းဖုံးဆယ်ရဲပါဘူး။ကိုကသတိရလို့ဆက်ပေမဲ့သူကအထူးများခံမှာလေ။သူတို့လည်းငရဲကြီးရဲ့အမေတို့လည်းဒုက္ခဖြစ်တယ်။မဆက်ပါဘူး။အော်အမကြောင်မူလေရင်တော့ရှက်ရှက်တော့ဟိုတချို့မင်းမီးကြီးခွေလွန်တဲ့အချိန်မှာဒီလိုပဲခွေလွန်သွားကြတယ်ဗျာတို့မျိုးတွေအများကြီး ကြားခဲ့ဘူးခဲ့ခါကြောင့်စိတ်ထဲမှာမကောင်းဘူးပေါ့နော်။ဒါပေါ့ဒါ။တင်ငန်းစာလေးယူရတာပေါ့နော်။ငားလဲကြရင်ဒီလိုမဖြစ်အောင်စူးစမ်းမှရမယ်။ယူရင်မြင်စင်မှန်လေ။မှန်လေ။အဲ့တော့ချစ်လို့ဥပညာကိုလောက်တာမျိုးပဲဖြစ်ချင်ပါတယ်။ဝမ်းရည်တက်ကြတော့အမှုပညာကိုကိုမယ်ဆိုရင်စင်ပြေတဲ့သူတွေလည်းအများကြီးရှိရဲ့စင်ပြေတဲ့သူတွေလည်းအများကြီးရှိတယ်။အဲ့တော့ချစ်လို့ပဲကိုအမှုပညာပြန်လို့ချင်တယ်။ဒီလိုစူးစမ်းရတဲ့အတွက်လည်းကိုအမှုပညာလောကပေါ့နော်။ဟို ဥတ္တချက်တဲ့တွင်ဖြစ်ရင်မှဂျင်းနဲ့ပါပြီးဆိုအခုဒီစိတ်လေးနဲ့မှရှင်သန်ပြီးတော့မှအကျူးစားပြီးတော့အလုပ်ကိုပိုလုပ်ဖြစ်တယ်ဘာဖြစ်ဆိုစိတ်ကလှူခြင်းတာအဘောပါဘူးပါနောက်အဲရုပ်ရှင်လောကမှာပြောကြမယ်ဆိုတကယ်တော့ထိတ်တဲမင်းသားမင်းမီးကြီးလောက်ပဲအဆင်ပြေကြတာဂျန်တဲ့လောကကြောင့်အဟွာဆုံးစမှုစမှုတွေပါတယ်အဲဒီဇပုဇေရနေပါတယ်အဲ့တော့အလိုမျိုးလေးတွေဖြစ်တဲ့ခါကျတော့ဩကဲငါတို့ဒီ လုပ်ငန်းရှင်တပိုင်းဥပညာရှင်တပိုင်းတွေကလောကကိုပြန်ပြီးတော့တက်နိုင်လောက်မအားလို့မဟုတ်လေဘယ်နာရောက်ရောက်မအားလို့လူနေရပဲဟုတ်တယ်ဟုတ်တယ်ပြင်မှာလည်းမအားလူနေရပဲအမအားလို့ပကံကားရဲ့တောက်ပြီးစလေဒီလမ်းတစ်လျှောက်ကအမအကုန်လူဝါတာကြီးပဲအဲ့တော့လူဝါတဲ့အတူတူတော့သူများကိုလည်းလူမယ်အခုလောကကိုလည်းကြည်မယ်ပေါ့နော်အဲ့တော့လူပဲပြောပြောဒုက္ခရောမရောက်ချင်ဘူးပေါ့နော်အဲ့အတွက်အမပူစူးစမ်းဖြစ်သေးပြီးတော့ ရှင်ကထည့်လေပို့ဖြစ်ပါတယ်။အမေပီတီကတော့အရန်ပဲအရန်အရန်ကိုပဲကျေးဇူးတင်ပါတယ်။အရန်အရန်။ဘာဆိုတော့မိတို့မှအခုလိုခါဆိုတာတကယ်တော့တကယ်တကယ်လိုအပ်တဲ့အချိန်ပဲလေ။အဲသမီးလည်းလူနေတာတကယ်လိုအပ်တဲ့နေရာကိုသွားလူနေတယ်။ဟုတ်လား။အိုးတင်းကဆယ်ရန်ရှိရလူတရန်သွားပြင်တံမိုးထမှာပေါ့တကယ်ကိုဝတ်ဆရာမရှိတဲ့လူသွားပြင်တံမိုးရှိတယ်ထုံနီးတူပါပဲအမေတို့ကအမေတို့အဖွဲရတယ်ယူရီယာသွားတယ်လှုပ်ခါလက်ခါလေးဒိုလီဖြစ်နေကောင်ဒါလည်း မှတ်ပြတာလေးကဒါလေးကတခန်းတခန်းထအနေနဲ့အမေတို့အတွက်အထောက်အကူတောင်းပန်လို့ဖြစ်ပါတယ်။ဒါကြောင့်မေကျင့်လက်ပါတယ်။တက်ကြီးပူဇော်ပဲမှာဆိုလေအမအမကိုယ်တိုင်အလှူခံပေးတဲ့အတွက်အမနောက်ကလူငယ်ရှင်တွေဝိုင်းလှူကြတာအသိဉာဏ်ကြီးပါရပါလေ။အဲ့ဒါလေကောင်းလိုက်တာကောင်းလိုက်တာကောင်းလိုက်တာ။ န်တိုင်းပြောရင်တော့ဒီဘက်ကလုပ်ငန်းရှင်တွေဘက်ကလည်းဒါကအလူလေးတစ်ခုဖြစ်ပါသေးတယ်ပေါ့နော်ဟုတ်ပါတယ်ဟိုကအဲ့လိုမျိုးလေးကိုယ့်ရဲ့ကိုယ့်ရဲ့လောကရဲ့အလှအကြောင်းကိုတောင်းမပြောပြရင်သူတို့ကလည်းသိမှာမဟုတ်ဘူးသိပါဘူးဘာဖြစ်လို့များသောအားဖြင့်ဒီမြင်ကွင်းမှာမြင်နေကြတာမင်းသားမင်းမီးပဲမြင်နေကြတာအော်ဒါမင်းသားမင်းမီးတွေနေမဟုတ်ဒီလိုအလှအဆုံးရှိပါတယ်ဒီလိုလေးရှိပါတယ်ဆိုပြီးတော့အမကသွားပြီးတော့အထူးခံပေးတဲ့ခါကျတော့အားလုံးကသူကျင်စိတ်တွေနဲ့တတတအားဝိုင်းယူတာပေါ့နော်အဲ့အတွက်အမနဲ့အတူချစ်ကြတာဝိုင်းယူပေးတဲ့ အာလူငယ်ရှင်တငယ်ချင်းမိတ်ဆွေများလည်းအမဒီနေရာနေကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်